မင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်က ball move အကြောင်းလေးရှင်းပြခြင်းပါတယ်အရင်ဆုံးအဖြစ်ကျွန်တော်တို့က ball move အတိတ်ပဲဖွင့်ဆိုချက်ကိုတည်ထားဖို့လိုပါတယ်ရက်နေတဲ့ဘောလုံးတစ်လုံးဟာမူလနေရာကနေရွေ့သွားပြီးတော့အခြားတနေရာကိုရောက်ရှိရက်တန့်သွားတာကိုဘောလုံးရွေ့သွားတယ်လို့ခေါ်ပါတယ်အဲ့ဒီရွေ့လျာမှုကတာမန်မျက်စိနဲ့ ြင်နိုင်တဲ့အနေအထားဖြစ်ရမယ်။ဘောလုံးဟာအထက်အောက်ဖြစ်စီဘေးတိုက်ဖြစ်စီဘယ်လမ်းကြောင်းကိုရွေ့ရွေ့မူလနေရာကနေရွေ့သွားပြီဆိုရင်ဘောမူဘောလုံးရွေ့သွားတယ်လို့အတိတ်ပဲသတ်မှတ်ရမှာဖြစ်ပါတယ်။အဲ့ဒီနေရာမှာဘောလုံးဟာမူလအမှတ်ပေါ်ကနေပြီးတော့မှ တုံလှုပ်နေုံ ရိမ့်လှုပ်နေုံမူလအမှတ်ကနေပါတခြားတနေရာကို ်ရောက်ရှိရပ်တန့်သွားတာမဟုတ်ဘူးဆိုရင်ဒါဘောလုံးလှုပ်တယ်လို့မခေါ်ပါဘူးအဲ့ဒီနေရာမှာဘောလုံးရွေ့တာဘာကြောင့်ရွေ့တယ်လဲဆိုတာဆုံးဖြတ်ဖို့လိုလာပါတယ် Runeva 9.3 Bomb move by neutral forces တဘာဝအင်အားများကြောင့်ဘောလုံးရွေ့ချခြင်းဆိုတဲ့အခန်းကဏ္ဍမှာကစားသမားရဲ့ဘောလုံးဟာလေတို့မဟုတ်ရေစတဲ့တဘာဝအင်အား စုများကြောင့်နေရာရွေးခဲ့ရင်ဖြစ်တယ်မဖြစ်ဘူးလို့တည်လင်းဖော်ပြထားပါတယ်။အဲဒီတော့အကျန်းအားဖြင့်ပြောရမယ်ဆိုရင်ကစားသမားကြောင့်ဘောလုံးရွေးတယ်ဆိုရင်ဖြစ်တယ်ဖြစ်မယ်။တဘာဝအင်းအားတဘာဝစွမ်းအားရေလေတဘာဝစွမ်းအားကြောင့်ဘောလုံးရွေးရင်ဖြစ်တယ်မဖြစ်ဘူးပေါ့ခင်ဗျာ။အဲဒီတော့ဘောလုံးရွေးရင်မလိုရမလဲဆိုတော့နေကုန်လေးရှိလာပါတယ်။တီကုံနဲ့ green ပေါ်မှာဆိုရင်တော့မတော်တဆ ကစားသမားကြောင့်ဘောလုံးရွေ့တယ်ဆိုရင်လည်းပြစ်ထမ်းမဖြစ်ပါဘူးမူလနဲ့မှပြန်ထားပြီးရပ်ယုံပါပဲအဲဒါပေမဲ့ general area နဲ့တခြားနေရာပေါ့နိဘန်ကာထဲမှာဖြစ်ဖြစ်တခြားနေရာမှာဖြစ်ဖြစ်ကစားသမားကြောင့်ဘောလုံးနေရာရွေ့သွားတယ်ရဲ့ဆိုရင်တော့ပြစ်ဒဏ်တစ်ချက်ပေးရပါမယ်မူလနေရာမှာ ပြန်ထားပြီးရပ်ရပါမယ်ခင်ဗျာ DLBGA ပြိုင်ပွဲမှာဖြစ်သွားတဲ့ဖြစ်စဉ်တစ်ခုမှာကစားသမားဟာ ူဘောလုံးဒုတ်ကောင်းအตาအရာချလိုက်တဲ့ချိန်မှာဘောလုံးရွေ့သွားပါတယ်ဘောလုံးရွေ့သွားတော့ဒါသူပြစ်ဒဏ်ဖြစ်ပြီဆိုတာသူသိတော့ rule official ကိုခေါ်တယ် rule official ရောက်လာတဲ့ချိန်မှာသူဖြစ်စဉ်ကိုအသေးစိတ်ရှင်းပြတယ်အဲ့တော့သူဟာပြစ်ဒဏ်တစ်ချက်ပေးပြီးတော့မူလနေရာမှာ ပြန်တည်ပြီးတော့ရိုက်သွားတာပဲဖြစ်ပါတယ်ဒါဒီစီမင်းအရမှန်ကန်တဲ့ဆောင်ရွက်ချက်ဖြစ်ပါတယ်ဒီနေရာမှာတကယ်၍များ စားသမားကရွှေ့သွားတဲ့ဘောလုံးကိုရွှေ့တဲ့အတိုင်းဆက်ပြီးတော့ပြစ်ဒဏ်လည်းမပေးဘူးရွှေ့တဲ့နေရာနေဆက်ရိုက်သွားတဲ့ဆိုရင်ဒီကစားသမားပြစ်ဒဏ်နေအများကြီးကျသွားနိုင်ပါတယ် round place ကတမှုအဲပြစ်ဒဏ်တစ်ချက်ပေးရမယ်ပြစ်ဒဏ်တစ်ချက်ကိုမပေးရတာက တမှုနှစ်မှုဖြစ်သွားမှာပါအဲဒီတော့ကျွန်တော်တို့ကွင်းထဲမှာမိမိပြစ်ဒဏ်ကိုမိမိကိုယ်တိုင် ချက်ခံခြင်းကလည်းလူကြီးလူကောင်းဆန်ခြင်းပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဒီမှာဆုံကြမယ်နော်